ရေရေခဲတော့အခုတော့ရေပျော်သွားပြီထင်တယ်နည်းနည်းတော့ဟိုပါဖြစ်လာပြီတော့မှနည်းနည်းတော့လှုပ်လာပြီတကယ်အေးတာအခုချီလဲ Facebook ကိုမတုံး Facebook တုံးမှာကိုကို Facebook ကိုလို့ပဲအကောင့်ကြီးကိုလော့ချထားတယ်အဲ့လိုမျိုးဆိုရလေလော့စေချင်တာပေါ့မမရဲ့သူကကိုလောက်တိတ်ပြီးတော့မမမလှတော့လဲမမလှစေချင်တာပေါ့မမရဲ့ကိုကရမ်းလှနေတော့သားသမီး အဲယူနေရပေါ့သားသမီးအတွက်ပဲနောက်တစ်ချိန်ကျလို့ရှင်ကိုရီနောင်လာနောက်တာမျိုးဆက်နေနဲ့ပဲကိုရီနှစ်ယောက်ပေါ့နော်အဲ့နောက်တစ်ခုတီထောင်နေဆိုလို့ရှင်လေအဲခံယူချက်မျိုးမျိုးရှိကြလေတချို့ကြလေခလေးမယူဖို့အဲဒီလိုမျိုးဟိုပလန်ကိုမထားထားရလေးတည်းရှိတယ်မိုင်လေးကျတော့ခလေးယူဖို့ပလန်ကိုထားထားတာဖြစ်တဲ့အတွက်ပေါ့နော်နောက်တစ်ချိန်ကျလို့ရှင်တော့ကိုမိသားစုနဲ့တိုက်တိုက်ဝုံဝုံလေးနဲ့အဲ့လိုမျိုးနေသွားဖို့စဉ်းစားထားပါတယ်မမယူချင်တာပေါ့မမရေဟုတ်ယူယူချင်တယ်ပေါ့ဒါမဲ့လေကုလို့ဆိုတော့တချံပြီးမှပဲယူမယ်လို့စဉ်းစားထားပါတယ်မမတီကာ တော့ပြစ်စုံပံမှာပဲစိတ်ချမ်းသာအောင်လို့နေရပေါ့နော်အနာဂတ်ရဲ့လို့မမြဲခြင်းတရားကိုပဲလက်ကင်ထားတဲ့အတွက်ဘယ်ရာမှပေါ့အကျိုးပြောလို့လည်းမရဘူးရွှင်စာနဲ့လည်းနေထိုင်သွားရင်လည်းသွားမယ်သူရင်ထွက်သွားရင်လည်းထွက်သွားမယ်ကိုရင်ထွက်သွားရင်လည်းထွက်သွားမယ်ဒါမှမဟုတ်အတူတူနေအောင်စလုံးရှော်ဝါရင်လည်းရှော်ဝါနိုင်တယ်ပြစ်စုံပံမှာပဲအကောင်းဆုံးပေါ့နော်သူများပေါ်မှာလည်းစိတ်တန်တန်နဲ့ပဲပေါ့အကုန်လုံးကိုပြုမှုပြောဆိုနေထိုင်ဖြစ်ပါတယ် မိုင်လေးကကြာတိုင်ပင်ဖို့တော့ရပါတယ်မိုင်လေးမမေရောသူရောရှိရတဲ့ပေါ့နော်မိုင်လေးတို့ကအားတအားဖြစ်စေရပေါ့နော်ဒါမဲ့ तू ကသူများဟိုဟာသူများသချင်းတွေပဲလှုပ်ပေးတာများတယ်မိုင်လေးဟာနောက်ဆုံးမှလှုပ်ပေးတယ်အဲ့ဆိုမိုင်လေးမှာ तू तू မအားတော့အဲ့လိုပဲတခြားလူတွေနဲ့တီးရအောင်အဲ့လိုမျိုးမိုင်လေးဟာဆိုနောက်ဆုံးဘိတ်ဟိုဟာဘာလဲဟိုလိဘိတ်ကြီးမှထားရတယ်မမရဲ့အဲ့လိုမျိုးအခုတည်းကပြောလိုက်တာအဲ့လိုမျိုးချန်တဲ့ဟာတွေပေါ့ ကျဲစိတ်မကောင်းလားစိတ်မကောင်းရပါဘူးမမရဲ့ရန်လည်းမတွေ့ဖြစ်ဘူးမမရဲ့ဒီလိုပါပဲဘာလို့လဲဆိုတော့ဟိုပါပေါ့နော်အခုဆိုလို့ရှင်လဲကိုကြီးကဟိုပါပေါ့ဒီမျိုး မှသူ့အလုံးနဲ့သူမှဖြစ်နေတော့တစ်ခါတလေကျလည်းစိတ်မရှိတော့ဟိုအဲ့နဲ့သူများတည်းပဲတီးချလိုက်တယ်မမမိုင်လေးစိတ်ကောက်တာတော့တယောက်စလုံးကတော့နားလည်းမှုနဲ့သွားတော့တိတ်စိတ်ကောက်ချိန်တော့မရှိဘူးမမရဲ့စိတ်ကောက်လည်းဒီတိုင်းပဲပြောအောင်ကိုကိုဒါမကြိုက်ဘူးသူကလည်းဒါမကြိုက်ဘူးဆိုရင် baby အာမကြိုက်ဘူးပေါ့နော်အဲ့လိုပဲပြောရင်းနဲ့ပဲပြန်ဆင်ပြေသွားကြတယ်တကယ်အေးတာအခုချိန်လဲ Facebook ကိုမသုံး Facebook သုံးမှာကိုကို Facebook ကိုအဲ့လိုပဲအကောင့်ကြီးကိုလော့ချထားတယ်အဲ့လိုမျိုးဆိုရလေအဲ့လိုမျိုးရလို့လည်းမဟုတ်ဘူးမမ type ဆိုတော့လည်းเนาะဒီလိုပဲပဲမမရဲ့သူ့ရဲ့ type ဟိုမိုက်လေး type ကလည်းဆောနာတော့မမတို့ဟိုတစ်ခါပြောသလိုပဲ view သလိုပဲအပူ type A type ဖြစ်နေရတဲ့အတွက်ပေါ့ဒီလိုပဲမမရဲ့ဒီလိုပဲသွားကြတာပေါ့အကုန်လုံးအဆင်ပြေနေရဲ့ရေရေခဲတော့အခုတော့ရေပျော်သွားပြီထင်တယ်နည်းနည်းတော့ဟွာဖြစ်လာပြီမမနည်းနည်းတော့လှုပ်လာပြီလှစေချင်တာပေါ့မမရဲ့သူကကိုယ်လောက်သိပ်ပြီးတော့မမမလှတော့လေမမလှစေချင်တာပေါ့မမရဲ့ကိုကရမ်းလှနေတော့ သူကနဲ့သူအေးဆေးပဲဘာမှလည်းဂယူမဆိုင်ဘူးသူကနဲ့သူအဲ့လိုပဲအေးဆေးပဲသူ့လောက်သူလောက်တယ်အဲသူစိတ်ထဲမှာလည်းဘာမှအပူလောင်မှုလည်းမတွေးဘူးအဲ့လိုမျိုးဘာတစ်ခုမှစိတ်ရမ်းရှင်းတဲ့တစ်ခုလေးကြိုက်တယ်သားသမီးအဲယူနေရပေါ့သားသမီးအတွက်ပဲ နောက်တစ်ချိန်ကျလို့ရှင်ကိုရီနောက်လာနောက်တာမျိုးဆက်နေနဲ့ပဲကိုရီနှစ်ယောက်ပေါ့နော်အဲ့နောက်တစ်ခုတီထောင်နေဆိုလို့ရှင်လေအဲခံယူချက်မျိုးမျိုးရှိကြတယ်လေတချို့ကျလည်းကလေးမယူဖို့အဲဒီလိုမျိုးဟိုပလန်ကိုမထားထားတာလေးတွေရှိတယ်မိုင်လေးကျတော့ကလေးယူဖို့ပလန်ကိုထားထားတာဖြစ်တဲ့အတွက်ပေါ့နော်နောက်တစ်ချိန်ကျလို့ရှင်တော့ကိုမိသားစုနဲ့တိုက်တိုက်ဝုံဝုံလေးနဲ့အဲ့လိုမျိုးနေသွားဖို့စဉ်းစားထားပါတယ်မမယူချင်တာပေါ့မမရေဟုတ်ယူယူချင်တယ်ပေါ့ဒါမဲ့လည်းကုလို့ဆိုတော့တကြံပြီးမှပဲယူမယ်လို့စဉ်းစားထားပါတယ်မမသူနဲ့တော့တူတာကြတော့ဗာလဲဆိုတော့အကိုဆုံးနာခြင်းတော့ ားတွေ့မိုင်လေးလည်းကိုဆုံးသွားတယ်သူလည်းကိုဆုံးတယ်တူဦးတဲ့တော်သားဖြစ်သွားတယ်တူဦးတဲ့တော်သမီးဖြစ်သွားအားလေးတခုတော့တူတယ်မမအဓိကတော့ပြစ်ဆုံးပံမှာပဲစိတ်ချမ်းသာအောင်လို့နေတယ်ပေါ့နော်အနာဂတ်ရဲ့လို့မမြဲခြင်းတရားကိုပဲလက်ကင်ထားတဲ့အတွက်ဘယ်ရာမှပေါ့ချူပြောလို့လည်းမရဘူး ပျော်ရွှင်စားနဲ့လည်းနေထိုင်သွားရလဲသွားမယ်သူရင်ထွက်သွားရင်လည်းထွက်သွားမယ်ကိုရင်ထွက်သွားရင်လည်းထွက်သွားမယ်ဒါမှမဟုတ်အတူတူနေအောင်စလုံးရှော့ဝိုင်းရင်လည်းရှော့ဝိုင်းနိုင်တယ်အဲ့လိုမျိုးဆိုတော့တိတ်ပြီးရောရေးရရစိတ်ထဲမှာတော့မထားထားပါဘူးပစ္စုပ္ပန်မှာပဲအကောင်းဆုံးပေါ့နော်သူများပေါ်မှာလည်းပျော်ရွှင်အောင်အဲဘယ်လိုပြောမလဲစိတ်စိတ်စိတ်တန်တန်နဲ့ပဲပေါ့အကုန်လုံးကိုကိုယ့်အနေကိုဘယ်လိုပြောရမလဲ ြုမှုပြောဆိုနေထိုင်ဖြစ်ပါတယ်ပေါ့။တဲတဲတချင်းတဲလေးထွက်ဖို့ရှိပါတယ်။မလေးဖေဖော်ဝါရီလလောက်မှာထွက်ဖို့ရှိပါတယ်။အားပေးကြပါအောင်။ခရစ်စတီစိုက်မျိုးရေးရိုက်ထားရတယ်လေ။ကိုရဲ့အဝါသင်းအဝါသင်းလေးကိုအားပေးကြပါအောင်လို့အဝါသင်းကဘဝတောက်တောက်လေးနဲ့ချစ်စရာလေးပါလို့ကိုရီ၃ရောက်ပေါ့။